ကဲကျွန်တော်ဒီ DW channel လေးကိုအစင်တစက်ကြည့်ရှုအားပေးနေတဲ့ကမ္ဘာအနှံ့နိုင်ငံအသီးသီးကညီကိုမောင်နှမတွေအားလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါသေးလို့ကျွန်တော်ဒီ DW channel ကနေပြီးတော့ share ပထမတော့ဆုမုံကောင်းတောင်းပေးပါရယ်ဗျကဲဟုတ်ပြီညီကိုရေဒီ season လေးကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီက like ခဲ့တဲ့ကျွန်တော်တို့အဲ your scroll နဲ့အတူတူ like ခဲ့တဲ့ကျွန်တော်တို့ Usman Dioman D ရဲ့အင်းအကြောင်းလေးပေါ့နော်အဲသူ သူ့ကိုကျွန်တော်တို့အတင်းကနေပြီးတော့ဒီဇန်နဝါရီမှာအဲကျွန်တော်တို့ခေါ်ယူဖို့ကမ်းလှမ်းမယ်လို့သိရတယ်ဗောနော်အဲအားကြောင့်မလို့ကျွန်တော်တို့အတင်းနေနေကဒီကစားသမားကကျွန်တော်တို့အတင်းနဲ့တကယ်အံဝင်နိုင်လားဗောနော်အဲဒီပြီးတော့ခါကျတခုထူးခြားတာကသူက sporting ကဗောနော် sporting ကအဲကျွန်တော်တို့ ကျွန်တော်တို့ရဲ့နီးပြားကြီးနဲ့ဆရာတပည့်တွေပေါ့နော်လက်တွဲသွားနိုင်မလားဆိုတဲ့အကြောင်းအရာလေးဒီပုံမှာလဲကျွန်တော်အနေနဲ့ညီကိုတွေကိုဒီကစားသမားရဲ့ player analysis တွေကျွန်တော်လုပ်ပေးမယ်ပေါ့နော်ကဲဟုတ်ပြီညီကိုတို့ရဲ့ဒီကစားသမားကကျွန်တော်တို့20နှစ်ပဲရှိသေးတယ်ပေါ့နော်အဲ20နှစ်ဆိုတဲ့ကာလအပိုင်းခြားရကကျွန်တော်အသက်အရွယ်အပြင်တော်တော်လေးကိုငယ်သေးတယ်လို့ပြောလို့ရတယ်ဒီကစားသမားကကျွန်တော် IV ကိုနိုင်ငံကကုစားပြုတဲ့ကစားသမားပေါ့နော်နောက်တစ်ခုထူးခြားတာကညီကိုတို့ရဲ့သူက sport team မှာ အဲဒီရာသီနဲ့ဆို400တီရှိပြီเนาะပေါ့เนาะကစားခဲ့တာ400တီမှာမှသူကစားခဲ့တဲ့ရှေ့300တီမှာဆိုရင်သူ့အနေနဲ့ rating တွေကအမြဲတမ်းပြောရမယ်ဆိုရင်7.0ကြီးပဲဗျာအများကြီးပဲပြောရမယ်ဆိုရင်တော်တော်လေးကိုအဲပြောရမယ်ဆိုကောင်းတယ်လို့ သိရတယ်ဗောနော်ဒီကစားသမားကတော့ပြီးတော့ခါကျတော့ဒီကစားသမားကိုလိုချင်တဲ့ဥရောပအသင်းနေဆိုရင်အများကြီးပဲရှိရည်ညီကိုတွေเนาะအဲဒါပေမဲ့လည်းကျွန်တော်တို့မှာအားသာချက်တစ်ခုရှိရဲအဲဒါကတော့ကျွန်တော်နီးပြအမ်မိုရင်းဗောနော်သူ့အနေနဲ့သူ့ရဲ့ဆရာဟောင်းနီးပြအမ်မိုရင်းနဲ့ပြန်ပြီးတော့လက်တွဲသွားမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဗောနော်ကဲဟုတ်ပြီဒီကစားသမားကတော့ညီကိုတို့ရေကျွန်တော်တို့အဲ CB ကစားသမားဗောနော်ကျွန်တော်တို့ center back ကစားသမားတယောက်ဗောနော် ပြီးတော့ခါကျတော့သူ့ရဲ့အားသားချက်တွေကျွန်တော်တို့တစ်ချက်ပြောမယ်ဆိုရင်ကျွန်တော်တို့သူက passing line တွေမှာတော်တော်လေးကောင်းတဲ့ကစားသမားပေါ့နော်နောက်တန်းဆိုပေမဲ့သူ့ရဲ့အဲပြောရမယ်ဆိုသူအသက်အရွယ်နဲ့မလိုက်အောင်တော်တော်လေးငြိမ်နေပြားဒီကစားသမားကတော်တော်လေးကစားတာငြိမ်နေပြီးတော့ခါကျတော့သူက decision making လုံးဝဆုံးဖြတ်ချက်ချရတဲ့နေရာမှာလည်းတော်တော်လေးတိကျပြတ်သားတဲ့ကစားသမားပေါ့နော်ပြီးတော့ခါကျတော့ကျွန်တော်တို့ဒီ model model လောကမှာဆိုရင်ကျွန်တော်တို့ model defender 66တယောက်လို့ပြောလို့ရတယ်ပေါ့နီကောနောက်တစ်ခုကကျွန်တော်တို့ ဲသူကဂိုးသမားနဲ့အတူတူเนาะကီပါနဲ့အတူတူဘစ်ကက်လောက်တဲ့အပိုင်းဒီမှာလဲဘောလုံးကိုတူတူချာချာလေးကူမှာချောချောမွမွနဲ့ထုတ်နိုင်တယ်ကစားသမားလို့သိရတယ်။ကဲဟုတ်ပြီဒီကစားသမားကတော့ကျွန်တော်တို့ရက်ကတော့6ပြီ3လက်မအထိရှိရဆိုတော့ခါကြတော့ကျွန်တော်တို့အသင်းမှာအဲပြောရမယ်ဆိုခေါင်းတတင်းတွင်းကိုတွေလဲသူစီကမျောလို့ရမယ်။နောက်တစ်ခုကကျွန်တော်တို့အဲ cleaning လောက်တဲ့အပိုင်းတွေပေါ့နော်အဲကျွန်တော်တို့ခေါင်းတိုက်ပေါ်တွေဖြတ်ထုတ်တဲ့အပိုင်းတွေရှင်းထုတ်တဲ့အပိုင်းတွေမှာလဲတော်တော်လေးအဲကျွန်တော်တို့အသင်းအတွက်အံဝင်နိုင်မဲ့ကစားသမားလို့ကျွန်တော်နေတဲ့ကတော့ထင်တယ်နောက်တစ်ခုကသူ့ရဲ့နောက်တစ်ခု ပြောရမှာဆိုတော်တော်လေးအဲထူးကြတာပေါ့နော် CV တယောက်အနေနဲ့က speed တော်တော်လေးကောင်းနေဗျာနော်အဲတိတဲ့အတိုင်းပဲညီကိုတို့ရဲ့အာဖရိကသမားတွေအာဖရိကသားတွေကပြောဗျာအဲဘာလို့အဓိကထားပြီးအားပြုရလဲဆိုကျွန်တော် physical ဘက်ကိုအားပြုတယ်အဲ့တော့ခန္ဓာကိုယ်တောင်းတောင်းနေနေရှိရပေါ့နော် body ပိုင်းမှာတော်တော်လေးကိုကောင်းတယ်နောက်တစ်ခုကကျွန်တော်တို့ attacking run တွေမှာလည်းတော်တော်လေးအဆင်ပြေတယ် attacking run တွေဆိုတာတစ်ဖက်အသင်းကကျွန်တော်တို့အဲဘက်ကိုတိုက်စစ်ဆင်းလာတယ်ဒါပေမဲ့ तू ကတော့နောက်မှကြံခဲ့တယ်ဆိုရင်တော့မှသူ့ရဲ့အမြန်နှုံးနဲ့ तू လိုက်ပြီးတော့နောက်ကနေပြီးတော့ဖြတ်ထုတ်တာတွေတော်တော်လေးအဆင်ပြေတယ်စားသမားပေါ့နော်ကဲဟုတ်ပြီသူ့ရဲ့အာသာချက်တွေကတော့ကျွန်တော်ပြောသလိုပဲ ball control နဲ့ပတ်စင်ပိုင်းမှာတော်တော်လေးကိုကောင်းတယ်စားသမားပြီးတော့ခါကျတော့ကျွန်တော်ပြောရဲ physical strength လုံးဝခန္ဓာကိုယ်ကြံ့ခိုင်နေဗျာအဲဒါကလည်းကျွန်တော်တို့အာဖရိကသားတွေကဒီပုံစံတွေပဲသူတို့က အခမ်းအနားကိုကိုအဓိကအားပြုပြီးစားတဲ့ကစားသမားတွေများတယ်ဗောနော်နောက်တစ်ခုကကျွန်တော်တို့ speed ပေါ့နော် speed တော်တော်လေးကောင်းတယ်အဲနောက်တစ်ခုကတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူသူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင်တော်တော်လေးကိုတည်ငြိမ်တဲ့ကစားသမားတယောက်ဗောနော်ကဲဟုတ်ပြီသူ့ရဲ့အားတာချက်တွေအဲ့ဒါလေးဆိုရင်ကျွန်တော်အားနဲ့ချက်လေးချက်ကြည့်အောင်ဗောနော်သူ့ရဲ့အားနဲ့ချက်လေးတွေကတော့ညီကိုလေးဒီကအကက်က20နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက်အဲပြောရမလို့ experience ပေါ့နော်အတွေ့အကြုံပိုင်းလေးမှာတော့တော်တော်လေးနုနယ်သေးတဲ့ကစားသမားပေါ့နော်ဒါပေမဲ့လည်း तू supporting နဲ့အတူတူ तू champion league တွေတို့ ဖလားရည်နဲ့လည်းတော်တော်လေးမစိမ့်ဘူးเนาะဒီကစားသမားရည်နောက်တစ်ခုအဲကျွန်တော်ပြောချင်တာကကျွန်တော်တို့အတင်းကကျွန်တော်စပူတင်းကကစားသမားရည်နဲ့တော်တော်လေးအကျိုးပြုရယ်ပေါ့เนาะအဲကျွန်တော်ခရစ်စတီယာနိုရော်နယ်ဒိုရှိမယ်နာနီရှိမယ်ဗျအဲနောက်တစ်ယောက်ဆိုရင်ကျွန်တော်တို့ခုဆိုရင်ကြည်လိုက်ကျွန်တော်တို့ကပ္ပတိန်ဘရူနိုဖာနန်ဒက်ရှိမယ်ပေါ့เนาะဒီကစားသမားတွေကလည်းစပူတင်းကနေပြီးတော့ကျွန်တော်တို့အတင်းကိုပုံမိုင်းလောက်လာတယ်ဒါပေမဲ့ကျွန်တော်တို့အတင်းကိုတော်တော်လေးအကျိုးပြုရယ်ကစားသမားအကျိုးရုပ်တဲ့ကစားသမားစပူတင်းကနေပြီးတော့ကျွန်တော်တို့အတင်းစီကိုရောက်လာတာမရှိသေးဘူးပေါ့เนาะအဲ့ဒါလေးတစ်ချက်ကလည်းကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ်ပေါ့เนาะ ကဲဟုတ်ပြီနောက်တစ်ခုကညီကိုတို့ရေနော်သူကအဲနီးပြအံမိုရင်ကတော်တော်လေးသဘောကျနှစ်သက်တဲ့ကစားသမားတက်ရောက်ဗျာအဲ့ဒါကြောင့်မလို့လေဒီပြအံမိုရင်ကလိုက်နေတာပေါ့နော်ဒီကစားသမားကိုဒီကစားသမားကိုတော်တော်လေးကိုလိုချင်တဲ့ကျွန်တော်တို့ပြီးခဲ့တဲ့နွေရာသီမှာအဆင်မပြေလို့ဒါကျွန်တော်တို့မခေါ်ယူခဲ့တာပေါ့နော်ကဲဟုတ်ပြီဒီကစားသမားကိုကျွန်တော်တို့အဲကဲလမ်းမယ်ဆိုရင်ပေါင်တန်း90ဝန်းကျင်လောက်တော့ကုန်မယ်ညီကိုတို့ကပေါင်တန်း90ဝန်းကျင်နဲ့ကျွန်တော်တို့20နှစ်အရွယ် CB ကောင်းကောင်းရမယ်ဆိုတာကအဲဒီခေတ်မှာတော်တော်လေးတော့ရှားသွားပြီညီကိုတို့ကပြောရမယ်ဆိုရင် ဲ့တော့ခါကျတော့ဒီကစားသမားကိုကျွန်တော်အနေနဲ့ဥထားဖို့လိုတယ်လို့တော့ထင်တယ်နောက်တစ်ခုကကျွန်တော်တို့အဲပြောရမယ်ဆိုရင်ကျွန်တော်တို့ဒလတ်တို့ပါတို့ကျွန်တော်တို့နိုင်ငံတကာပွဲတွေ international break တွေမှာအဲကျွန်တော်တို့မပြောကောင်းပြောကောင်းကျွန်တော်တို့ injury တွေပါတယ်ထိသွားတယ်ပါတယ်ဆိုရင်ဒီကစားသမားကအစီအစဉ်သုံးလို့ရမယ်ကစားသမားတွေမှာပါတယ်ကျွန်တော်တို့ united อืมပြောရမယ်ဆိုရင်ဗျာအာဖရိကသမားတယောက်ကိုကျွန်တော်ရထားပြီဆိုရင်ကျွန်တော်တို့ premier league ရဲ့ system ကတော်တော်လေးကိုကျွန်တော်တို့ကြံ့ခိုင်မှုမြင်မှမှရမှာပြန်တော့အဲ့တော့ခါကျဒီကစားသမားကတော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်စိတ်ကြိုက်ကတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ကျွန်တော်ရဲ့ personality ရပါတော့ကဲနောက်တစ်ခုကညီကိုတို့ကျွန်တော်တို့အသင်းအနေနဲ့ကလည်းတော်တော်လေးကိုထူကြတယ်ဗျဒီရာဒီမှာတော်တော်လေးကိုထူကြတယ်တက်ကြီးပိုင်းတွေရောတက်ငယ်ပိုင်းတွေရောမျှပြီးတော့တုံးနေတဲ့ကစားသမား အတင်းလို့ပြောလို့ရတယ်ကျွန်တော်နောက်မှာဆိုရင်လည်းကျွန်တော် heaven ဆိုလည်း18နှစ်ပဲရှိသေးတယ်ဗောနော်အဲကျွန်တော် euro ဆိုရင်19နှစ်ပဲရှိသေးတယ်ကျွန်တော် messen mouse ဆို24နှစ်ဗောနော်အဲကျွန်တော်အခု deloa မှာခေါ်ခဲ့တယ်ကျွန်တော် christian oroscope ဆိုရင်ကျွန်တော်18နှစ်ပဲရှိသေးတယ်ကျွန်တော်တို့အဲကျွန်တော်တို့သာသမာလေး pigment sasco ဆိုရင်22နှစ်ပဲရှိသေးတယ်ကျွန်တော်တို့ရဲ့အချစ်တော်အဲကျွန်တော်တို့ရဲ့အချစ်တော်ကသာသမာ minus ဆိုရင်အသက်20ပဲရှိသေးတယ်ဗောနော် နောက်တစ်ခုကကျွန်တော်တို့ရဲ့ဒိုကူဆိုလည်း20ပဲရှိသေးတယ်ကျွန်တော်တို့ဇေစီဆိုရင်လည်း23 24ဝင်းကျင်ပဲရှိသေးတယ်အာမတ်ဆိုရင်22နှစ်ပဲရှိသေးတယ်အဲ့တော့ခါကြတော့ကျွန်တော်တို့အတင်းအနေနဲ့ကျွန်တော်တို့ဒီယာဒီမှာအဲအဆင်မပြေခဲ့ဘူးเนาะဆိုရင်တောင်မှကျွန်တော်တို့နောက်ယာဒီမှာကျွန်တော်တို့အတင်းကသွေးသစ်လောင်းထားပြီးဒီလူငယ်လေးတွေဒါတိုက်စစ်အစွမ်းပြမယ်ဒီလူငယ်လေးတွေရဲ့ခြိွမ်းခြိသားသာကောင်းကောင်းမွန်မွန်နဲ့ပေါ်လွင်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်တို့ United ရဲ့အနာဂတ်စီမံကိန်းကြီးက တော်တော်ကြီးကိုထွန်းတောက်လာမှာဗောနော်အဲ့အားကိုလည်းကျွန်တော်အနေနဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ညီကိုတွေကိုလုတ်ပေးမှာဗောနော်အဲအဲ့နောက်ထပ်၄နှစ်လောက်ဆိုရင်ကိုကျွန်တော်တို့အတင်းမှာဆိုရင်တော်တော်ကြီးပြောမှာဆိုဝင်းရိုနီရဲ့တာကန်ရိုနီတို့ဘာတွေရောရှိနေပြီဗောနော်အဲ့ဒီအပိုင်းလေးတွေ မြင်နေရတာကကျွန်တော်တို့တော့စိတ်ချမ်းသာတယ်ပဲဗောနော်ကဲဟုတ်ပြီညီကိုတို့ကျွန်တော်ဗီဒီယိုတွေကတော့ဒီလောက်ပဲဗောနော်အဲညီကိုတို့နေနေကောဒီကစားသမားဗောနော်အဲဒီယိုမန်ဒီကိုညီကိုတို့နေနေသဘောကြလားကျွန်တော်အတင်းကိုရောက်စေချင်တာဒါမှမဟုတ်ရင်ညီကိုတို့နေနေတခြားကစားသမားတွေကိုရောက်စေချင်လားဆိုတာလေးကိုလည်းညီကိုတို့ရဲ့အမြင်လေးကိုကိုမမမန်းခဲ့ပါအောင်ဗောနော်ကဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကိုကျွန်တော်နေနေကျေးဇူးအထူးတင်ရှိပါတယ်ဗျကဲဟုတ်ပြီကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့လို့တော့မမေ့နဲ့အောင်နော်